I now give the floor to His Excellency Subramaniam Jayashankar, Minister for External Affairs of India. Madam President, Madam President, Excellencies, ladies and gentlemen ကျွန်တော်တို့ဟာဤထူးခြားတဲ့အဖွဲ့အစည်းတည်ထောင်ပြီးနှိစစဲအကြမ်းမှာဤနေရာ၌စုဝေးနေကြပါတယ်ကုလသမဂ္ဂဗြိတိန်ရှင်စာတမ်းကကျွန်တော်တို့အားစစ်ပွဲကိုတားဆီးရုံသာမကညီချင်းရစ်ကိုတိဆောက်ရန်လဲတောင်းဆိုထားပါတယ်၎င်းဟာကျွန်တော်တို့အားအခွင့်အရေးတွေကိုကာကွယ်ရုံသာမကလူသားတိုင်းရဲ့ဂုဏ်သိက္ခာကိုကာကွယ်ရန်လဲတောင်းဆိုထားပါတယ်၎င်းကကျွန်တော်တို့အားကောင်းသောအင်းကြီးချင်းများအဖြစ်ရတည်ရန်ကျွန်တော်တို့ရဲ့ခွန်အားတွေကိုစုစည်းရန်စိတ်ကြောထားပြီး အနာဂတ်မျိုးဆက်များဟာတရားမျှတမှုတိုးတက်မှုနဲ့ရေရှည်တည်တံ့တဲ့လွတ်လပ်မှုရှိတဲ့ကမ္ဘာကိုအမွေဆက်ခံဖို့အတွက်ဖြစ်ပါတယ်။ဩဂရာဂျီခမကုလသမဂ္ဂတည်ထောင်ပြီးကြတဲ့ကတမိုင်းဆိုင်ရာအင်အားများဟာဤအဖွဲ့အစည်းကိုစီလိုတွန်းပို့ခဲ့ပါတယ်။ဆိုက်ကလိုနီယာလှုပ်ရှားမှုတွေတိုးတက်လာတဲ့နဲ့အမြတ်ကမ္ဘာဟာ၎င်းရဲ့သဘောဝအမျိုးမျိုးကွဲပြားမှုကိုပြန်လည်ရရှိလာခဲ့ပါတယ်။ကုလသမဂ္ဂရဲ့အဖွဲ့ဝင်အရေအတွက်ကလေးစားတိုးလာခဲ့ပြီးအဖွဲ့အစည်းရဲ့အခန်းကဏ္ဍနဲ့တာဝန်တွေလည်းတိုးပွားလာခဲ့ပါတယ်။ ကမ္ဘာပေါင်းစည်းမှုခေတ်မှာကုလသမဂ္ဂရဲ့အစီအစဉ်ဟာပို၍ပင်ကျယ်ပြန့်လာခဲ့ပါတယ်။ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာညီမချက်တွေဟာအလွန်ရေးကြည်လာခဲ့ပြီးယာရီဥတုပြောင်းလဲမှုဟာကမ္ဘာလုံးဆိုင်ရာဦးစားပေးဖြစ်လာခဲ့ပါတယ်။ကုန်သွယ်မှုဟာပုံမရေးကြည်လာခဲ့ပြီးအစားအစာနဲ့ကျန်းမာရေးကိုဝန်ရောက်ခွင့်ဟာကမ္ဘာလုံးဆိုင်ရာတဘာဝတာယာဝပြောင်းမှုအတွက်မရှိမဖြစ်လိုအပ်ကြောင်းအသိမှပြုခံရပါတယ်။လုံခြုံရေးအတွက်ကုလသမဂ္ဂငြိမ်းချမ်းရေးထိတဲ့ရေးလုပ်ငန်းတွေကိုဖန်တီးခဲ့ပြီးလက်နက်ဖြတ်သိမ်းရေးဆိုင်ရာဆွေးနွေးမှုများကိုမြင့်တင်ခဲ့ပါတယ်။ အဲ့တော့ကြောင့်ကုလသမဂ္ဂဟာကမ္ဘာလုံးဆိုင်ရာပြဿနာတွေကိုဆွေးနွေးရန်တဘာဝကြတဲ့နေရာဖြစ်လာခဲ့ပါတယ်။ဥက္ကရာကြီးခင်ဗျာယနေ့ကျွန်တော်တို့ဟာမိမိကိုယ်ကိုမိကုံထုတ်ရမှာဖြစ်ပါတယ်။ကုလသမဂ္ဂမျော်လင့်ချက်များကိုမြင်မြဖြစ်စေပေးနိုင်ခဲ့တယ်လေ။ယနေ့ကမ္ဘာကိုကြည့်လိုက်ပါ။ပဋိပက္ခများနှစ်ခုရှိပါတယ်။ယူကရိန်းမှာတစ်ခုနဲ့အရှေ့အလယ်ပိုင်းမှာတစ်ခုဖြစ်တယ်။အခြားပဋိပက္ခများစွာဟာဒသင်းများတွင်ပင်ပေါ်မလာပါ။ 2030ရရှိဒီတန်ဖွံ့ဖြိုးမှုရည်မှန်းချက် SDG ရဲ့နေကွေးတဲ့တိုးတက်မှုဟာဝမ်းနဲ့ပွေရာ ပုံရိပ်ကိုပြသထားပါတယ်။ရာဒီဥတုပြောင်းလဲမှုနဲ့ပတ်သက်၍လက်တွေ့ကခတ်ထက်ကတလဲလဲပြုလုပ်ထားတဲ့ဂရီကုတ်များနဲ့ဖန်တီးမှုဆိုင်ရာစီရင်အင်းများလာရှိပါတယ်။အကယ်၍ရာဒီဥတုဆိုင်ရာလှုပ်ဆောင်မှုတွေကိုပင်တန်ညာရှိနေပါက ရာဒီဥတုတရားမျှတမှုအတွက်မြည်သည့်မျှော်လင့်ချက်ရှိနိုင်မယ်။တစုံတိရာစုမှာ တကြိမ်ဖြစ်ပေါ်လာတဲ့ကာယယောဂရောက်ရှိလာတဲ့အခါကာကွယ်ဆေးနဲ့ခီးတော်လာမှုမှာပွင့်လင်းသောကွက်ချဆက်ဆံမှုကိုကျွန်တော်မြင်ခဲ့ရပါတယ်။စွန့်အင်းနဲ့အစားအစာလုံခြုံရေးက2022ခုနှစ်မှာစတင်ကပြည်ပခန့်များနဲ့အနောက်ဆက်များရဲ့ဖနှုတ်စုတားကောင်းတွေဖြစ်လာခဲ့ပါတယ်။ပုံမချမ်းသာတဲ့လူအဖွဲ့အစည်းတွေကမိကိုကိုဥစားကာကွယ်ခဲ့တဲ့စည်ရတဲ့လူအဖွဲ့အစည်းတွေကဆင်တန်းရန်ရုတ်ကန်ခဲ့ရပြီးထို့နောက်၎င်းတို့ကတင်ကန်းစာများကိုပေးခန့်ခဲ့ရပါတယ်။ ကုန်တမှုမှာဈေးကွက်မဟုတ်တဲ့အလင်းချင်းများဟာစည်းမျဉ်းများနဲ့စနစ်တွေဖြစ်လာခဲ့ပါတယ်။ဤအာယုံစုဆိုင်မှုဟာနိုင်ငံများအားနိုင်ငံရေးအရဩဇာလွှမ်းမှုအတွက်ကုန်တမှုကိုအသုံးပြုရန်အခွင့်အလမ်းဖန်တီးပေးခဲ့ပါတယ်။ယခုအခါကျွန်တော်တို့ဟာအခွန်နှုန်းထားပြောင်းလဲမှုများနဲ့မရေရာတဲ့ဈေးကွက်ဝရောက်ခွင့်တွေကိုမြင်တွေ့နေရပါတယ်။အဲဒါကြောင့်နိုင်ငံများစွာဟာအကန့်အသတ်ရှိတဲ့ထောက်ပံ့မှုရင်းမြစ်များဒါမှမဟုတ်ဈေးကွက်တစ်ခုတည်းပေါ်မိကုမှုများမှအန္တရာယ်ကိုဆော့ချရန်ဖိအားပေးခံရနေရပါတယ်။ စီဝါရေးဆိုင်ရာစိုးရိမ်မှုများမှာအခြားဆုတောင်းတွေလည်းရှိပါတယ်။ပုံမအားကောင်းတဲ့ဤပညာထိန်းချုပ်မှုတစ်ခုဖြစ်ပါတယ်။ထောက်ပံ့ရေးကွင်းဆက်များနဲ့အရေးပါတဲ့တတုဓာတ်တွေကိုထိန်းချုပ်မှုဟာနောက်တစ်ခုဖြစ်တယ်။စက်တမှုပုံပေါ်မှုဒီလည်းအရေးကြီးပါတယ်။ပင်လယ်ရေကြောင်းနှောင်းတွေကိုကာကွယ်ရန်လည်းခက်ခဲလာခဲ့ပါတယ်။ကမ္ဘာလုံးဆိုင်ရာအလုပ်သမားအင်အားတိုးတက်မှုကိုကန့်တချင်းဟာနောက်ထပ်ပြဿနာတစ်ခုဖြစ်တယ်။ဤအရာတစ်ခုချင်းစီဟာနိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုပုံမလိုအပ်ကြောင်းပြတ်သက်ထားတယ်။ ျော့နေခြင်းမဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်တို့ဟာဤထိုဥတီချက်တို့အမှန်တကယ်ဥတီနေကြပါသလားပြီးတော့ကုရတမကဟာမြည်သည့်နေရာတွင်အမှန်တကယ်ခြားနောက်မှုဖန်တီးနိုင်တယ်လေဩဂရကြီးခင်ဗျာကုရတမကရဲ့အဖွဲ့ဝင်များအနေဖြင့်ကျွန်တော်တို့ဟာဤနေရာမှာအချုပ်အခြာတူညီသူတွေဖြစ် တွေ့ဆုံကြပါတယ်၎င်းဟာတရားဝင်တခုတာမဟုတ်ပါဘူး၎င်းဟာကျွန်တော်တို့ကဘာရဲ့တဘာဝအမျိုးမျိုးကွဲပြားမှုကိုအတိအမှတ်ပြုခြင်းဖြစ်တယ် ကျွန်တော်တို့မှာတမိုင်းဒလိထုံးတန်းနဲ့အမွေအနှစ်တွေနဲ့ယဉ်ကျေးမှုတွေ꿰ပြတယ်။ဤ꿰ပမှုတွေကအတူရှင်တွဲတည်ရှိပြီးတဦးနဲ့တဦးတာယာဝပြောစရန်ကျွန်တော်တို့ဟာနားလည်မှုနဲ့လေးစားမှုကိုမြင့်တင်ရမှာဖြစ်တယ်။၎င်းကနိုင်ငံကြီးဝန်ရောက်စုဖွဲ့မှုနဲ့စီးပွားရေး PR တွေကိုခုခံရန်လှုပ်ဆောင်မှသာဖြစ်ပေါ်မှာဖြစ်တယ်။ဇာတ်ကြောင်းများဟာဖဲလန့်မှုမရှိဘဲနှမျိုးဆံမထားဘဲနဲ့မျိုးစုံဝါဒကိုအမှန်တကယ်လေးစားမှသာဖြစ်ပေါ်မှာဖြစ်တယ်။ ။ဩဂရာကြီးနဲ့ဂုံတိတ်ကရှိသူများခရံကျွန်တော်တို့ရဲ့ခွင့်ရေးများကိုကာကွယ်ရန်ချင်းချောက်မှုတွေကိုရင်ဆိုင်ရမှာဖြစ်တယ်။ကြံဖက်မှုတွေကိုတိုက်ဖြတ်ခြင်းဟာအဓိကဦးစားပေးဖြစ်တယ်။အကြောင်းမှာကြံဖက်မှုဟာဘာသာရေးအဆုံးရောက်မှုကြံဖက်မှုဒီမကံမှုနဲ့ကြောက်ရွံ့မှုတို့ကိုစုစည်းပေးတယ်။အိန္ဒိယဟာလွတ်လပ်ရေးရပြည်ကလေးကအီစင်ခုံမှုကိုရင်ဆိုင်ခဲ့ရတယ်။ကျွန်တော်မှာကမ္ဘာလုံးဆိုင်ရာအကြံဖက်မှုရဲ့ဗဟိုချက်ဖြစ်တဲ့အိန္ဒိယချင်းတူရှိတယ်။ ဆယ်စုနှစ်များစွာကြာအောင်အဓိက နိုင်ငံတကာအကြံဖက်တိုက်ခတ်မှုများဟာဒုနိုင်ငံတစ်ခုတည်းသို့ခြေရခံနိုင်ခဲ့တယ်။ကုလသမဂ္ဂရဲ့အကြံဖက်သမားစီးရင်များမှာ၎င်း၏နိုင်ငံသားများဖြင့်ပြည့်နေနေတယ်။မကြသေးမီကနေဆပ်ဖြတ်ကျော်ရစမှုရဲ့ဥပမာတစ်ခုမှာယခုနှစ်ဧပြီလမှာပါခဲကံမှာအပြစ်မဲ့ခီးသွားများကိုတပ်ဖြတ်ခြင်းဖြစ်တယ်။အိန္ဒိယဟာကျန်းဖက်မှုကိုစံချွေ၎င်းရဲ့ပြည်သူတွေကိုကာကွယ်ခဲ့ပြီးစီရင်သူများနဲ့တိုက်ခတ်သူတွေကို တရားမျှတမှုထံခေါ်ဆောင်လာခဲ့တယ်။အကျံဖက်မှုဟာမျှဝေထားတဲ့ချင်းချောင်းမှုဖြစ်တဲ့အတွက်ကြောင့်ဖြစ်တယ်။ဩဂရကြီးခင်ဗျာကဘာဟာအကျံဖက်မှုကိုစန့်ကျင်တဲ့နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကိုပုံမနဲ့ဆန်းစွာလိုအပ်တယ်။အကျံဖက်မှုကိုနိုင်ငံတော်မူဝါဒအဖြစ်ကျင်ညာတဲ့နိုင်ငံများအကျံဖက်ဘူထဏများအကြီးစားလက်ပနေတဲ့အခါအကျံဖက်သမားတွေကိုပွင့်လင်းစွာချီးကျူးနေတဲ့အခါထိုလောက်ရတွေကိုစုတ်ချမှာဖြစ်တယ်။အကျံဖက်မှုအတွက် ရန်ပုံငွေထောက်ပံ့မှုကိုရပ်တန့်ရမှာဖြစ်ပြီးထိတ်တန့်အကြံဖက်သမားများကိုပိတ်ဆို့အရေးယူရမှာဖြစ်တယ်။အကြံဖက်မှုကွန်ရက်တစ်ခုလုံးအပေါ်ဖိအားကိုဆက်လက်ထိန်းသိမ်းရမှာဖြစ်တယ်။အကြံဖက်မှုကို ထောက်ပံ့ပေးသောနိုင်ငံများကို ကာကွယ်သူများသည်တနေ့တွင်၎င်းတို့ကိုယ်တိုင်တူညီတဲ့အကြံဖက်မှုမှခံစားရလိမ့်မယ်ဖြစ်တယ်။ယူသားတော်အကဲဖြတ်မှုတစ်ခုဟာကုရတမကအကြအတဲတွင် ရှိနေကြောင်းပြတ်တတ်ထားပါတယ်။ညီချမ်းကြီးဟာပြည်ပကများကြောင့် ချိန်ကျော်ခံရတဲ့အခါဖွံ့ဖြိုးမှုဟာရင်းမြစ်များရှိတဲ့အတွက်ကြောင့်ပိတ်ဆို့ခံရတဲ့အခါလူအခွင့်အရေးများသည်အကြံဖက်မှုကြောင့်ချိုးဖောက်ခံရတဲ့အခါကုလသမဂ္ဂဟာပိတ်ဆို့ခံရပါတယ်။ဘုံချိုးစည်းပါဖန်တီးနိုင်မှုဟာအားနည်းလာပါတယ်။ဘက်ဆုံဝါဒအပေါ်ယုံကြည်မှုလည်းလျှော့နည်းလာပါတယ်။ကုလသမဂ္ဂရဲ့ယုံကြည်မှုဆုံဆုံချင်းရဲ့အကြီးမားဆုံးအကြောင်းရင်းတစ်ခုမှာပြည်ပြင်းပြောင်းလဲမှုကိုစန့်ကျင်မှုဖြစ်တယ်။အဖွဲ့ဝင်အများစုဟာပြည်ပြင်းပြောင်းလဲမှုကိုလူလားတော့လဲ။ လုပ်ငန်းစဉ်ကိုယ်တိုင်ကတိုးတက်မှုကိုပိတ်ဆို့ရန်အသုံးပြုခံနေရတယ်။ကျွန်တော်တို့ကဤယုံကြည်မှုမရှိတဲ့သဘောထားကိုကြော်လွားပြီးပြပြပြောင်းမှုအစီအစဉ်ကိုဆက်တွန်းပို့ရမှာဖြစ်တယ်။အာဖရိကအပေါ်တမိုင်းဆိုင်ရာမတရားမှုကိုပြင်ဆင်ရမှာဖြစ်တယ်။လုံခြုံရေးကောင်စီရဲ့အမြင်နဲ့ညာရေးအဖွဲ့ဝင်အရေးအတွက်ကိုတိုးချဲ့ရမှာဖြစ်တယ်။ပြပြပြောင်းလဲထားတဲ့ကောင်စီကအမှန်တကယ်ကိုစားပြုမှုရှိရမှာဖြစ်တယ်။အိန္ဒိယဟာပုံမှန်ကြီးမားတဲ့တာဝန်တွေကိုထမ်းဆောင်ရအတင်းရှိပါတယ်။ ဩဂရာကြီးခင်ဗျာယနေ့ကမ္ဘာတောင်ပိုင်းဒေသများရဲ့အခြေအနေဟာအထူးသဖြင့်ဆိုးဝါးလည်းရှိတယ်။ဝန်ကြီးချုပ်နိုင်ရင်မူဒီလက်ထက်မှာအိန္ဒိယဟာ၎င်းမှာပန့်ပိုးကူညီရတဲ့လှုပ်ဆော်ရန်တောင်းရှိတယ်လို့ယုံကြည်တယ်။အဲဒါကြောင့်ကျွန်တော်တို့ဟာနိုင်ငံ88နိုင်ငံမှာအဓိကဖွံ့ဖြိုးမှု project ပေါင်း600ကျော်နဲ့လူထုအခြေပြု project များစွာကိုလှုပ်ဆောင်ခဲ့တယ်။ဒီ project များမှာကြီးမားတဲ့အခြေခံဆောက်အုံတွေတည်ငြိမ်တဲ့အသက်မွေးဝမ်းကြောင်းမှု စွန့်ရည်မြင့်တင်မှုပြည်သူတွေအတွက်တရားဝတ်ပြောမှုပညာရေးနဲ့လက်ချေရေးများပါဝင်ပါတယ်။ခက်ခဲတဲ့အချိန်တွေမှာကျွန်တော်တို့ဟာကြက်တဲများစွာကူညီဖို့အတွက်ရှေ့ဝထွက်လာခဲ့ကြပါတယ်။အိန္ဒိယဟာ၎င်းရဲ့အင်ဂျင်တွေကိုဗန္ဒာရေးအစားအစာဓာတ်မြေဩဇာနဲ့လောင်စာဆီများဖြင့်ပံ့ပိုးခဲ့ပါတယ်။ရာဒီယိုတူပြည်ယာများနဲ့ဗီဒီယိုကတ်များဟာလူသားချင်းစာနာမှုအကူအညီအတွက်လိုအပ်ချက်ကိုဖန်တီးခဲ့တယ်။အိန္ဒိယဟာဖရုံးစုံတုတ်ပြန်သူအဖြစ်ကြိုးပမ်းခဲ့တယ်။ကျွန်တော်တို့ဟာ မရှိမဖြစ်လိုအပ်တဲ့ဆေးဝါးများနဲ့ကယ်ဆယ်ပစ္စည်းတွေကို ပေးပို့ခဲ့တယ်။ကျွန်တော်တို့မှာကွင်းစင်းဆေးရုံများနဲ့အင်္ဂါအစိတ်ပိုင်းတပ်စီချင်းစခန်းတွေကိုလည်ပတ်ခဲ့တယ်။ COVID-19 ကာလအတွင်းနိုင်ငံများကိုကူညီပေးခဲ့တယ်။မကြာသေးမီအာဖဂန်နစ္စတန်နဲ့မြန်မာနိုင်ငံတို့မှာငလင်းလှုပ်ခတ်မှုများအပြီးမှာပြည်သူတွေကိုကူညီခဲ့တယ်။အိန္ဒိယကကုတန်ရောက်ဝယ်ရေးကိုလုံခြုံစေရန်ပင်လယ်ပြတွေကိုတိုက်ဖြတ်ရန်နဲ့မြောက်အာရေဗျပင်လယ်မှာ ဒီမောင်မြအပေါ်တက်ခတ်မှုတွေကိုတားဆီးကြံလဲလှုပ်ဆောင်ခဲ့တယ်။အိန္ဒိယဟာကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံအနောက်ဆာဟာရအလဲအာဖရိကသမ္မတနိုင်ငံကွန်ဂိုလန်ဂိုမြစ်စိုက်ပရတ်လေဗနွန်အဘီဂျန်တာဆူတောင်ဆူဒန်နဲ့ဆိုမာလီယာတို့မှာနေကြရေးထိတဲ့ရေးခံကဏ္ဍကိုဆက်လက်ထမ်းဆောင်နေတယ်။ကျွန်တော်တို့ရဲ့စစ်သားတွေကညီချင်းထိမ့်သိမ်းမှုကိုလှုပ်ဆောင်တယ်ကျွန်တော်တို့ရဲ့တင်မောသားများရေချောင်းပို့ဆောင်ရေးကိုကာကွယ်တယ် ျွန်တော်တို့ရဲ့လုံခြုံရေးအကြံဖက်မှုကိုတိုက်ဖျက်တဲ့ကျွန်တော်တို့ရဲ့ဆရာများနဲ့ဆောင်ဝန်များဟာကမ္ဘာတစ်ဝက်မှာရှိတဲ့လူသားဖြန့်ဖို့မှုကိုကူညီတယ်။ကျွန်တော်တို့ရဲ့စမှုလုပ်ငန်းဟာတာနိုင်သောထုတ်ကုန်များကိုထုတ်လုပ်တယ်။ကျွန်တော်တို့ရဲ့ဤပညာကြွကျင်သူတွေက digital snick ကိုထောက်ပံ့တယ်။ကျွန်တော်တို့ရဲ့လင့်ကျင်းရေးဌာနတွေကကမ္ဘာတို့ဖွင့်နှစ်ထားပါတယ်။ဤအရာများဟာကျွန်တော်ရဲ့နိုင်ငံခြားရေးမူဝါဒရဲ့အဓိကဖြစ်တယ်။ဥက္ကဋ္ဌကြီးခင်ဗျာကျွန်တော်တို့ရဲ့တူးချင်းမှာ နေကြင်းကြီးနဲ့တာယာဝပြောမှုအတွက်ပံ့ပိုးရန်အခွင့်အလမ်းရှိတယ်။ယူကရိန်းနဲ့ဂါဇာကဲ့သို့သောပြည်ပခများတွင်တိုက်ရိုက်မပဝင်သောနိုင်ငံများပင်တရားမှုကိုခံစားရပါတယ်။အလုံးနဲ့ဆွေးနွေးနိုင်တဲ့နိုင်ငံများဟာဖြစ်ချင်းချက်များဆောက်ဖွေရန်ရှိလို့ထွက်လာရမှာဖြစ်တယ်။အိန္ဒိယဟာဂျန်လူမှုများကိုအဆုံးသတ်ရန်တောင်းဆိုပြီးနေကြင်းကြီးကိုပြန်လည်တူတောင်းပေးတဲ့မြေတီကြိုပမ်းမှုကိုမဆိုထောက်ခံမှာဖြစ်တယ်။ဝန်ကြီးချုပ်မိုးဒီလက်ထက်မှာအိန္ဒိယဟာ ပြီးခဲ့တဲ့ဆယ်နှစ်အတွင်းအဓိကပြောင်းလဲမှုတွေဖြစ်ပေါ်ခဲ့တယ်။ကျွန်တော်တို့ရဲ့ digital အများပြည်သူအခြေခံအဆောက်အအုံအားအုပ်ချုပ်ရေးနဲ့ဝန်ဆောင်မှု ပေးပို့မှုကိုပြောင်းလဲခဲ့တယ်။ကျွန်တော်တို့ရဲ့စတင်တည်ထောင်သူများရဲ့ဂေဟာစနစ်စံတည်တည်ထွင်မှုယဉ်ကျေးမှုနဲ့ micro ဘဏ္ဍာရေးဟာလူအဖွဲ့အစည်းကိုပြောင်းလဲစေခဲ့တယ်။ကျွန်တော်တို့ရဲ့တိုးတက်လာတဲ့အခြေခံအဆောက်အအုံအားစီးပွားရေးနဲ့ဘဝကိုပုံမလွယ်ကူစေတယ်။ အိန္ဒိယဟာ၎င်းရဲ့အတွေ့အကြုံများနဲ့ကိရိယာများကိုအခြားနိုင်ငံများနဲ့မျှဝေရန်အသင့်ရှိပါတယ်။ဉာဏ်ရည်တုဟာဖွံ့ဖြိုးတိုးတက်မှုအတွက်ကြီးမားတဲ့အလားအလာရှိတယ်။အိန္ဒိယရဲ့ချီကမှုဟာ၎င်းကိုလူသားတရားဝပြောမှုအတွက်တာဝန်သိစွာအသုံးပြုရန်ဖြစ်တယ်။အလုံးပါဝင်မှုနဲ့တရားမှုဟာ2026ခုနှစ်မှာအိန္ဒိယကအင်ရှင်ဖြစ်လက်ခံကျင်းပမဲ့ AI ထိပ်တီးအစည်းအဝေးကိုလမ်းညွှန်ပေးလိုက်မယ်။ ဟုတ်ကဲ့ကြည့်ခင်ဗျာအိန္ဒိယဟာယနေ့ကမ္ဘာကိုအဓိကယူဆ၃ခုဖြင့်ကြီးကပ်ပါတယ်၁ကိုယ်ပိုင်အားကိုးမှု၎င်းဟာကျွန်တော်တို့ရဲ့စွမ်းရည်များကျွန်တော်တို့ရဲ့ခွန်အားများနဲ့ကျွန်တော်တို့ရဲ့အရေးချင်းတွေကိုတည်ဆောက်ဖို့ဆိုလိုပါတယ်ထို့လိုမှုအာဂရယင်းဆေးဝါးနဲ့ digital နည်းပညာမှာအရလာတွေကိုကျွန်တော်မြင်ရပြီဖြစ်တယ်အိန္ဒိယတွင်ထုတ်လုပ်ခြင်းစံတစ်တီထွင်ခြင်းနဲ့ဒီဇိုင်းဆွဲခြင်းဟာကမ္ဘာကိုလည်းအကျိုးပြုပါတယ်နေ့ ကိုပိုင်လှုပ်ချုပ်ရေးကျွန်တော်တို့ကကျွန်တော်တို့ရဲ့ပြည်သူတွေကိုကာကွယ်ရန်နဲ့၎င်းတို့ရဲ့အကျိုးစီးပွားကိုခုခံကာကွယ်ရန်တိုင်တန်းချထားပါတယ်၎င်းကအကြံဖက်မှုအပေါ်လုံးဝတီးမကန်ခြင်းနေစာတွေကိုခိုင်မာစွာကာကွယ်ခြင်းကမ္ဘာလုံးဆိုင်ရာမိဖက်ဆက်ဆံရေးများနဲ့နိုင်ငံရေးအခြားမှာရှိတဲ့အိန္ဒိယလူထုတွေကိုဂရုစိုက်ခြင်းကိုဆိုလိုတယ်၃ကိုကိုကိုယုံကြည်မှုလူ့ရဲ့အများဆုံးနိုင်ငံတစ်ခုယဉ်ကျေးမှုနိုင်ငံတစ်ခုနဲ့ လင်းမြန်စွာတိုးတက်နေတဲ့အဓိကစီးပွားရေးနိုင်ငံတစ်ခုအနေဖြင့်ကျွန်တော်တို့ဟာမြေသူဖြစ်ကြောင်းနဲ့ကျွန်တော်တို့ဘာဖြစ်လာမည်ကိုယုံကြည်မှုရှိတယ်။အိန္ဒိယဟာ၎င်းရဲ့ရွေးချယ်မှုလွတ်လပ်ခွင့်ကိုအမြဲတမ်းထိန်းသိမ်းထားမှာဖြစ်ပြီးကမ္ဘာတော်ဝန်ဒေသများအတွက်အတန်တန်အဖြစ်အမြဲရှိနေမှာဖြစ်တယ်။ဥက္ကရာကြီးခင်ဗျာဤဒီမှာနိုင်ငံတကာတိုင်ဝမ်အတွက်အလွန်စိန်ခေါ်မှုရှိတဲ့အချိန်ဖြစ်တယ်။ကျွန်တော်တို့ရဲ့ရခင်ယုံကြည်ချက်များနဲ့မျောလင့်ချက်များစွာဟာယခုအခါမမှန်တော့ပါဘူး။ အခြေအနေများမှာကျွန်တော်ဟာကံမစွာရတရားမယ်ခိုင်မစွာစုကန်ထားရမယ်နဲ့မိဖက်ဆက်ဆံရေးများကိုပုံမှန်နဲ့ဆန်းစရာမှာဖြစ်တယ်နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဟာအောင်မြင်ရမှာဖြစ်တယ်အကြောင်းမှာမငြိမ်မသက်မှုရဲ့သမုတ်တရားထဲမှာတရားဝပေါ်မှုရဲ့ကျိုးများ မတည်ရှိနိုင်ပါတရားမျှတတဲ့ကမ္ဘာအစီအစဉ်တစ်ခုဟာဘုံရီမှန်းကျက်တဲ့အခြားသူများပေါ်ဆန္ဒမှုလိုအပ်ပါတယ်ဤနေရာမှာကျွန်တော်တို့ဟာကုလသမဂ္ဂကိုမျှော်ကြည့်နေတယ် ဩဂရာဇိကမြာဤကဘာကိုပုံမကောင်းမွန်စေနိုင်သောအဖွဲ့ဝင်တိုင်းဟာ၎င်းတို့ရဲ့အကောင်းဆုံးကိုလှုပ်ဆောင်ရန်အခွင့်အလမ်းရှိရမှာဖြစ်တဲ့ဤအတွက် ပြုပြင်ပြောင်းလဲထားတဲ့ဘက်ဆုံဝါဒဟာစစ်ဆက်ရန်တခုတည်းတော်လမ်းဖြစ်တယ်။ကုရတမကရဲ့နေစစ်စမြောက်နေ့ကခေါင်းဆောင်မှုနဲ့မျိုးလင့်ချက်တခုဖျက်မှာဖြစ်တဲ့အိန္ဒိယဟာ၎င်းရဲ့တရားမြတ်တဲ့အချိုးအစားကိုထမ်းဆောင်မှာဖြစ်ပြီးထိုထက်ပို၍ပင်လှုပ်ဆောင်မှာဖြစ်တယ်။ကျေးဇူးတင်ပါတယ်။